အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီနေ့မှာတော့နိုဝင်ဘာလ၄ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေမြန်မာနိုင်ငံကိုဖြတ်သန်းသွားမဲ့လေပွေလိုင်းခြေနေများနဲ့မုန်တိုင်းသတင်းများကိုတင်ဆက်ပေးသွားပါမယ်ပထမဦးစွာလေပွေလိုင်းတိုင်ဖွန်းကာမဲဂီနဲ့သတိထားရအောင်မဲ့အခါလမိုးများကြောင်းတင်ပြပေးပါမယ်အရာဒီတိုင်းဒေသကြီးနဲ့ဘင်္ဂလားပင်လယ်အော်အရှေ့လယ်ပိုင်းပေါ်မှာဖြစ်ပေါ်နေတဲ့လေပွေလိုင်းဟာကုန်းတဝက်ရေတဝက်ရှိနေပြီး ရခိုင်လမ်းကြောင်းခံမှန်းချက်အတိုင်းဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းကမ်းခြေကိုနိုဝင်ဘာလ9ရက်နေ့မှာဖြတ်ကျော်ဝင်ရောက်သွားမှာကြောင်းနိုဝင်ဘာလ9ရက်နောက်ပိုင်းမှာနိုင်ငံနှံ့မိုးအားယာယီလျော့သွားနိုင်ပါတယ်။ဆာဖာဆမ်ဆွန်စကီနဲ့ကက်တူတိုင်ဖွန်စင်တီအားကောင်းလာပြီးဖိလစ်ပိုင်ကိုဖြတ်ကျော်တိုက်ခိုက်မဲ့တိုင်ဖွန်ကာမဲဂီရဲ့အဆုံးသတ်လမ်းကြောင်းကနိုဝင်ဘာလ10ရက်နေ့မှာထိုင်းနိုင်ငံမြောက်ပိုင်းထိရောက်လာနိုင်ကြောင်း ECMWF model လမ်းကြောင်းကြိုတင်ခန့်မှန်းမှာတွေ့ရပါတယ်။ပြီးခဲ့တဲ့ post မှာပြောထားတဲ့အတိုင်းမိုးလွန်ကာလာအတွင်း အခါလွန်မှုဖြတ်မိုးတွေရွာလာနိုင်တာကိုသတိကြီးကြီးနဲ့စောင့်ကြည့်ကြရအောင်ပါပဲလို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကသတိပေးထားပါတယ်အခုဆက်လက်ပြီးနိုဝင်ဘာလ၄ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်များကိုတင်ဆက်ပေးသွားပါမယ်ဘင်္ဂလားပင်လယ်အော်အခြေအနေကတော့ယနေ့မြန်မာစံတော်ချိန်15နာရီ30ချိန်တိုင်းထွာကြများရဘင်္ဂလားပင်လယ်အော်ရှေ့လယ်ပိုင်းနဲ့ရင်းနဲ့ဆက်ဆက်လျက်ရှိတဲ့မြန်မာနိုင်ငံမြေဝါကျုံမောကန်ရန်ဒေတာအနီးမှာဖြစ်ပေါ်နေတဲ့လေဖီအားနဲ့ရေဝန်ဟာဆက်လက်တည်ရှိနေပါတယ်အဆိုပါလေဖီအားနဲ့ရေဝန်ဟာမြောက်ဘက်အနောက်မြောက်ဘက်သို့ရွေ့ရှားနိုင်ပြီး နောက်ထပ်24နာရီအတွင်းဘင်္ဂလားပင်လယ်အော်အရှေ့လယ်ပိုင်းနဲ့ရင်းနဲ့ဆက်ဆက်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းမြန်မာနိုင်ငံရခိုင်ကမ်းရိုးတန်းနဲ့ရင်းနဲ့ဆက်ဆက်လျက်ရှိတဲ့မြဝကျွန်းပေါ်ကမ်းလွန်ဒေသများတို့ရောက်ရှိနိုင်တယ်လို့ခန့်မှန်းရပါတယ်။ကပလီပင်လယ်ပြင်မြောက်ပိုင်းဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းနဲ့အရှေ့လယ်ပိုင်းတို့မှာတိမ်ထူထက်နေပြီးကပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အနှဲငယ်မှတိမ်အသင့်အသင့်ဖြစ်ထွန်းနေပါတယ်။မနက်ဖြန်နံနက်အထိခံမှန်းချက်ကတော့ ကယားပြည်နယ်ရင်နေရာကျကျမန္တလေးတိုင်းဒေသကြီးနဲ့မကွေးတိုင်းဒေသကြီးတို့မှာနေရာစိတ်စိတ်နဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာအနှံပြားမိုးထချုံရွာပြီးနေပြီးတော့ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ကြားမိုးကြီးနိုင်ပါတယ်။ရွာရန်ရာနှုံးပြည့်ဖြစ်ပါတယ်။မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေများကတော့နေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီး ်ပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းအေရော်တီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာမိုးတိမ်တောင်များဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေရှားရာနေရာတချို့မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျက်စီးလက်ခြင်းနဲ့မိုးသီးကြွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါတယ်။ မြန်မာပြည်နယ်ပြည်မှာတော့မြန်မာကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာရန်ဖန်ရန်ခါမိုးသက်လေပြင်းများကြာရောက်ပြီးလိုင်းကြီးပါမယ်။မိုးသက်လေပြင်းကြတဲ့ရေပြင်းပြင်းလေးဟာတနအီလရင်35မိုင်အထိတိုက်ခတ်နိုင်ပါတယ်။လိုင်းမြစ်မှာမြန်မာကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာရှစ်ပေမှဆယ်ပေခန့်ရှိနိုင်ပါတယ်။နောက်နှစ်ရက်အတွက်ခံမှန်းချက်ကတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးချင်းပြည်နယ်မွန်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာမိုးထစ်ချုံပြီးနေရွက်ကြားမူကြည့်ပါမယ်။နေပြည်တော်နဲ့ဤတဝိုက်တွင်မနက်ဖြန်နံနက်ထိခံမှန်းချက်ကတော့မိုးအသင့်တင်ထစ်ချုံရွာပါမယ်။ရွာရန်ရာနှုံးပြည့်ဖြစ်ပါတယ်။ရန်ကုန်မြို့နယ်ဤတဝိုက်တွင်မနက်ဖြန်နံနက်ထိခံမှန်းချက်ကတော့မိုးအသင့်တင်ထစ်ချုံရွာပြီးတခါတရံသဲထန်နိုင်ပါတယ်။ရွာရန်ရာနှုံးပြည့်ဖြစ်ပါတယ်။မန္တလေးမြို့နယ်ဤတဝိုက်တွင်မနက်ဖြန်နံနက်ထိခံမှန်းချက်ကတော့နေရွက်ကြားမိုးထစ်ချုံရွာပါမယ်။ ရွာရန်ရာနှုံးပြည့်ဖြစ်ပါတယ်။ဆက်လက်ပြီးအထူးမိုးလေဝသသတင်းများကိုတင်ဆက်ပေးကြပါမယ်။ယနေ့မြန်မာစံတော်ချိန်15:30အချိန်တိုင်းထွာကြများရာအရှိဘမရွေရှားလာတဲ့လေပွေလှိုင်းများရဲ့အချိန်ကြောင်း၎င်းဘင်္ဂလားပင်လယ်အော်အရှိလေပိုင်းနဲ့ရင်းနဲ့ဆက်ဆက်လျက်ရှိတဲ့မြန်မာနိုင်ငံမြဝကျွန်းပေါ်ကန်ရန်ဒေတာနီမှာဖြစ်ပေါ်နေတဲ့လေဖီအားနဲ့ရဝင်းရဲ့အချိန်ကြောင်း၎င်းအထက်ပင်တက်လေအားကောင်းရမှဒေါင်လိုက်တိမ်ဖြစ်ထွန်းမှုအားကောင်းတဲ့အတွက်မိုးတိမ်တောင်များဖြစ်ပေါ်ခြင်းကြောင့်၎င်း 4ရက်17လ2025ရက်နေ့မှ6ရက်17လ2025ရက်နေ့အတွင်းနေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာစိတ်စိတ်မှာနေရာနှံပြားမိုးထစ်ချုံရွာပြီးအချို့ဒေသများမှာဒေသအလိုက်နဲ့နေရာကွက်ကြားမိုးကြီးခြင်းများဖြစ်ပေါ်နိုင်ပါတယ် မြန်မာကန်ရုံတချောင်းနဲ့ကန်လွန်ပင်လယ်ပြင်တို့မှာရန်ဖန်ရန်ခါမိုးသက်လေပြင်းများကြရောက်ပြီးလှိုင်းကြီးပါမယ်။မိုးသက်လေပြင်းကြတဲ့ရေပြင်းပြင်းလေးဟာတနာယီလင်း35မိုင်မှမိုင်40အထိတိုက်ခတ်နိုင်ပါတယ်။လှိုင်းမြင့်မှာမြန်မာကန်ရုံတချောင်းနဲ့ကန်လွန်ပင်လယ်ပြင်တို့မှာ6ဘီမှ17ဘီခန့်ရှိနိုင်ပါတယ်။သို့ဖြစ်ပါ၍မိုးသက်ထန်စွာရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ချုံခြင်း၊မိုးချိုးပစ်ခြင်း၊လျှက်စီးလက်ခြင်း၊မိုးသီးကြွေခြင်း လျက်တစ်ပြက်ရေကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့တဘာဝဘေးရန်ရများဖြစ်ပေါ်နိုင်တဲ့အတွက်အဆိုပါဒေတာများမှရှိတဲ့ကုန်းမြင့်ဒေတာနီးမှနေထိုင်ကြသူများအနေဖြင့်မြေပြိုမှုအန္တရာယ်မြေငယ်ချောင်းကများနီးတွေနေထိုင်ကြသူများအနေဖြင့်ရေကြီးရေရှမ်းမှုများကိုကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နဲ့ပြည်တွင်းရေချောင်းသွားလာရေလေချောင်းပြန်တမ်းရေးနဲ့ဆယ်ပြောင်းတာတမန်များအနေဖြင့်လိုအပ်သည်များကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ပါရန်တတိပေးနှိုးဆော်အပ်ပါရ။လေဖီယာနဲ့ရေဝန်းအခြေအနေများကတော့ ယနေ့မြန်မာစံတော်ချိန်15:30နာရီချိန်တိုင်းထွာကြများရဘင်္ဂလားပင်လယ်အော်ရှေ့လယ်ပိုင်းနဲ့ရင်းနဲ့ဆက်ဆက်လျက်ရှိတဲ့မြန်မာနိုင်ငံမြို့ဝကျွန်းပေါ်ကန်ရန်ဒေတာနီမှာဖြစ်ပေါ်နေတဲ့လေဖိအားနဲ့ရေဝန်ဟာဆက်လက်တည်ရှိနေပါတယ်။အဆိုပါလေဖိအားနဲ့ရေဝန်ဟာမြောက်ဘက်အနောက်မြောက်ဘက်သို့ရွှေ့ရှားနိုင်ပြီးနောက်ထပ်24နာရီတွင်ဘင်္ဂလားပင်လယ်အော်ရှေ့လယ်ပိုင်းနဲ့ရင်းနဲ့ဆက်ဆက်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်အော်ရှေ့မြောက်ပိုင်းမြန်မာနိုင်ငံရခိုင်ကန်ရန်နဲ့ရင်းနဲ့ဆက်ဆက်လျက်ရှိတဲ့မြို့ဝကျွန်းပေါ်ကန်လွန်ဒေတာများသို့ရောက်ရှိနိုင်တယ်လို့ခန့်မှန်းရပါတယ်။ အခုဆက်လက်ပြီးမြန်မာပြည်တလွှားမိုးကြီးမဲ့ဒေသများကိုတင်ဆက်ပေးသွားပါမယ်။လေဖီးယားနဲ့ရဲဝန် LBA ရဲ့အချိန်ကြောင့် AOD တိုင်းဒေသကြီးမှာနေရာအနှံပြားမှနေရာစိတ်စိတ်မိုးနှဲငယ်မှမိုးအင့်တင့်နေရာစိတ်စိတ်မှနေရာကွက်ကြားမိုးရွာသွန်းနိုင်ပြီးမိုးကြီးပါမယ်။မြေနေပိုင်းနေရာများအချို့မှာတော့ရေကြီးရေရှမ်းနိုင်ပါမယ်။ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာလည်းနေရာအနှံပြားမှနေရာစိတ်စိတ်မိုးနှဲငယ်မှမိုးအင့်တင့်ရွာသွန်းနိုင်ပြီးနေရာကွက်ကြားမိုးကြီးနိုင်ပါမယ်။မြေနေပိုင်းနေရာများမှာ ရေကြီးရေရှမ်းနိုင်ပါမယ်။ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့တောင်ကုန်းခရိုင်နဲ့တန်တွဲခရိုင်တို့မှာမိုးနဲ့ငယ်မှာမိုးတင့်တင့်နေရာကွက်ကြားမိုးရွာသွန်းနိုင်ပြီးမိုးကြီးနိုင်ပါတယ်။ကြံခရိုင်များမှာမိုးနဲ့ငယ်မှာမိုးတင့်တင့်နေရာကွက်ကြားမိုးရွာသွန်းနိုင်ပါတယ်။ပဲခူးတိုင်းဒေသကြီးတွင်းမှာရှိတဲ့ပြည်နယ်ခရိုင်ပြည်နယ်ခရိုင်နတ်တလင်းခရိုင်တာယာဝတီခရိုင်ပဲခူးခရိုင်ညောင်လေးပင်ခရိုင်တို့မှာမိုးနဲ့ငယ်မှာမိုးတင့်တင့်နေရာကွက်ကြားမိုးရွာသွန်းနိုင်ပါတယ်။ တောင်ကုခရိုင်မှာလည်းမိုးနှင်းငယ်မှမိုးတင့်တင့်နေရာကွက်ကြားမိုးရွာသွန်းနိုင်ပါတယ်။မွန်ပြည်နယ်အတွင်းမှာရှိတဲ့ကြိုက်ထုံမြို့နယ်၊ဘီလင်းမြို့နယ်၊တထုံမြို့နယ်၊မော်လမြိုင်မြို့နယ်၊ကြိုင်မရောမြို့နယ်၊ချောင်းစုံမြို့နယ်၊မုတုံမြို့နယ်၊တန်ဖြူစရဲမြို့နယ်တို့မှာနေရာမြန့်နှံ့ပြားမှနေရာစိတ်စိတ်မိုးနှင်းငယ်မှမိုးတင့်တင့်ရွာသွန်းနိုင်ပြီးနေရာကွက်ကြားမိုးအနှဲငယ်ကြီးနိုင်ပါမယ်။ရင်းမြို့နယ်မှာမိုးနှဲငယ်မှမိုးတင့်တင့်နေရာကွက်ကြားမိုးရွာသွန်းနိုင်ပြီးမိုးနှဲငယ်ကြီးနိုင်ပါမယ်။ ကရင်ပြည်နယ်အတွင်းမှာရှိတဲ့ဖားပုံမြို့နယ်၊လိုင်းပွဲမြို့နယ်၊ဖန်မြို့နယ်၊မြောက်ရီမြို့နယ်၊ကြိုင်းစိတ်ကြီးမြို့နယ်၊ကော့ကရိတ်မြို့နယ်တို့မှာနေရာစိတ်စိတ်မိုးနှဲငယ်မှမိုးတင့်တင့်ရွာသွန်းနိုင်ပြီးနေရာကွက်ကြားမိုးနှဲငယ်ကြီးနိုင်ပါမယ်။တန်တောင်ကြီးမြို့နယ်မှာတော့မိုးနှဲငယ်မှမိုးတင့်တင့်နေရာကွက်ကြားမိုးရွာသွန်းနိုင်ပါတယ်။ကယားပြည်နယ်အတွင်းမှာရှိတဲ့လွိုက်ကော်ခရိုင်၊ဒီမော့ဆိုခရိုင်ပေါ်လခဲခရိုင် မဲဆက်ခရိုင်တို့မှာမိုးအနှဲငယ်မှမိုးအထင်တင်နေရာကွက်ကြားမိုးရွာသွန်းနိုင်ပြီးမိုးအနှဲငယ်ကြီးနိုင်ပါမယ်။ကချင်ပြည်နယ်တွင်းမှာရှိတဲ့ချီပွေခရိုင်မြစ်ကြီးနားခရိုင်ဗမော်ခရိုင်တို့မှာမိုးအနှဲငယ်မှမိုးအထင်တင်နေရာကွက်ကြားမိုးရွာသွန်းနိုင်ပြီးမိုးအနှဲငယ်ကြီးနိုင်ပါမယ်။ကြံခရိုင်များမှာတော့မိုးအနှဲငယ်မှမိုးအထင်တင်နေရာကွက်ကြားမိုးရွာသွန်းနိုင်ပါတယ်။စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းနဲ့အောက်ပိုင်းတို့မှာမိုးအနှဲငယ်မှမိုးအထင်တင်နေရာကွက်ကြားမိုးရွာသွန်းနိုင်ပါတယ်။ မန္တလေးတိုင်းဒေသကြီးတွေမှာရှိတဲ့ခရိုင်ချို့မှာတော့မိုးနှင်းငယ်မှမိုးတင့်တင့်နေရာကွက်ကြားမိုးရွာသွန်းနိုင်ပါတယ်။နေပြည်တော်တွင်းမှာရှိတဲ့နေရာချို့မှာမိုးနှင်းငယ်မှမိုးတင့်တင့်နေရာကွက်ကြားမိုးရွာသွန်းနိုင်ပါတယ်။မကွေးတိုင်းဒေသကြီးတွေမှာရှိတဲ့ကံကောခရိုင်ပခုတ်ကူခရိုင်၆ခရိုင်မင်းဘူးခရိုင်မကွေးခရိုင်တရက်ခရိုင်နဲ့အောင်လံခရိုင်တို့မှာမိုးနှင်းငယ်မှမိုးတင့်တင့်နေရာကွက်ကြားမိုးရွာသွန်းနိုင်ပါတယ်။ချင်းပြည်နယ်တွင်းမှာရှိတဲ့ခရိုင်ချို့မှာတော့ မိုးနှဲငယ်မှမိုးအထင်တင်နေရာကွက်ကြားမိုးရွာသွန်းနိုင်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့မှာရှိတဲ့ခရိုင်များအတွင်းမိုးနှဲငယ်မှမိုးအထင်တင်နေရာကွက်ကြားမိုးရွာသွန်းနိုင်ပါတယ်။တရင်တိုင်းတိုင်းဒေသကြီးတွင်းမှာရှိတဲ့တဝဲခရိုင်ဘိတ်ခရိုင်တို့မှာမိုးနှဲငယ်မှမိုးအထင်တင်နေရာကွက်ကြားမိုးရွာသွန်းနိုင်ပြီးပုတ်ပြင်းမြို့နယ်နဲ့ကော်တောင်းမြို့နယ်တို့မှာနေရာစိတ်စိတ်မှာနေရာကွက်ကြားမိုးနှဲငယ်မှမိုးအထင်တင်ရွာသွန်းနိုင်ပြီးမိုးနှဲငယ်ကြီးနိုင်ပါမယ်။ ကပလီပင်လယ်ပြင်ကနေအစပြုတဲ့လေဖိအားနဲ့ရေမုန်းဟာအေရဝတီတိုင်းဒေသကြီးဂုံတွင်ဝင်ရောက်ပြီးနောက်နိုဝင်ဘာလ၄ရက်နေ့တစောင်မုံလာပြင်းနေမှာလေဖိအားနဲ့ရေဝန်ရခိုင်ပင်လယ်ပြင်သို့ရွေ့ရှားရောက်ရှိခြင်းအချိန်အေရဝတီတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးရခိုင်ပြည်နယ်မွန်ပြည်နယ်ကရင်ပြည်နယ်အဆိုပါဒေသများမှာလေပြင်းတိုက်ခတ်ခြင်းလျှက်စည်းလက်မိုးချိန်ကအေရဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးမွန်ပြည်နယ်ကရင်ပြည်နယ်ပဲခူးတိုင်းဒေသကြီး တနင်္သာရီတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊နေပြည်တော်၊စကိုင်းတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်၊ကယားပြည်နယ်နဲ့ချင်းပြည်နယ်တို့မှာနိုဝင်ဘာလ၄ရက်နေ့9နာရီနောက်ပိုင်းမှစ၍နေရာစိတ်စိတ်မှနေရာကွက်ကြားမူကြည့်ပါမယ်။ညံအောင်၊အင်ကပူ၊ထူကြီး၊ကြံကင်၊ကြောင်ကုန်၊ငတိုင်းချောင်း၊ကျုံပြော၊ဟင်းတရ၊ဇလွန်၊ဒနုပြူ၊ပန်းတနော်၊ညောင်တုံး၊မအူပင်၊ဒေးတရေ၊ကြိုက်လက် ဖြာပုံပိုကလေးပြင်စလူဝါခေမဟိုင်းကြီးကျွန်းမော်ကျွန်းမိန်ဖလာကျွန်းပသိငပူတော်လက်ပွတာမြောင်းမြငွေဆောင်ချောင်းသာကန်ကြီးတော့ကွင်းကောက်လေးမျက်နာအတုတ်ရေကြီးတာပေါင်းတို့မှာနှစ်နာရီနောက်ပိုင်းလေတိုက်မိုးကြီးနိုင်ပြီးညပိုင်းမှာလာတာပါမယ်ပကူပြီပဒောင်းတာယာဝတီ30မင်းလှစစ်ကွင်း မိုးညူပေါက်ခေါင်းပေါင်းတလဲပေါင်းတဲသဲကုံဇီကုံပရိကုံအုတ်ဖူအုတ်တွင်းရောင်ခြောက်ရောင်လေးပင်ဝေါ်ဒိုက်ဦးကဝတက္ကလအုံနဲ့တနက်ပင်ကြောက်ကြီးမုံကြောက်တကားရွှေကျင်ဖြူဇေယောက်ဒီကျိုးပင်ကောက်လက်ပဒန်းတောင်ကူစွာနဲ့ရေနီတို့မှာနှစ်နာရီနောက်ပိုင်းလေတိုက်ပြီးမူကြည့်ပါမယ် မော်လမြိုင်ကြိုက်ထူကြိုက်ထီယိုကြိုက်ခမီကြိုက်ကောကြိုက်မယောမုဒုံမုဒ္ဓမတထုံချောင်းစုံပေါင်တန်ဖြူစရက်လက်မိုင်းနဲ့ရေတို့မှာ၄နိုင်နောက်ပိုင်းလေတိုက်ပြီးမိုးကြီးနိုင်ပါတယ်ဖအံရိုင်းကလေးဖာပွန်ရှမ်းရသက်လှိုင်းပွဲ့ထီလုံးကြိုင်းစိတ်ကြီးဖျားသုံးစုကြိုက်တုံစုကလိကော့ဂရိတ်တို့မှာမနက်တနားရီနောက်ပိုင်းမိုးရွာသွန်းပါမယ် တဝဲရေဖြူတရချောင်းမောင်းမကန်ဘိတ်ပလော ပလောက်ကျွန်းစုမျိုးတို့မှာတနအီနောက်ပိုင်းမိုးကြီးနိုင်ပါတယ်ရန်ကုန်မြို့ရင်းဖြစ်တဲ့တိုက်ကြီးအဖြောက်မော်ဘီတီလဝါတန်လျင်ကွန်းချံကုန်တွန့်တေးသုံးကွားနဲ့ခရမ်းတို့မှာတနအီနောက်ပိုင်းမိုးရွာသွားပါမယ်မြောက်ဦးကြောက်တော်ကြောက်ဖြူစစ်တွေမန်အောင် တောင်ကုတ်အန်းမအီမြေငူကျွန်း မြေပုံ ပုံနာကျွန်းဂွ၊ငပလီမောင်တော်တောင်ပြိုလက်ဝဲတို့မှာမနက်၂နာရီနောက်ပိုင်းမူကြည့်ပါမယ်။မကွေးကန့်ကောကြော့ထီလင်းမင်းဘူးစေတုတ်တရာငဖဲစင်ဖြူကျွန်းရေနံချောင်း၆မြို့တေတောင်တွင်းကြီးတရက်အောင်လံမင်းတုံစင်ပေါင်ဝဲကြောက်ထုမြိုင်ပေါက်ဆလင်းဆလီပွင့်ဖြူနတ်မောက် စောရေစကြူမြစ်ချိနဲ့ပခုတ်ကူတို့မှာနှစ်နာရီနောက်ပိုင်းမိုးကြီးပါမယ်။နေပြီးတော့တက်ကုန်းပြင်မနာလေဝေမန္တလေးကြောက်စဲကူမဲဝမ်းသာကြောက်ပတောင်ပကံမိထီလာပျော်ပွဲ ရမဲသိန်းပြင်ဦးလွင် တကောင်းမတ္တရာစင်ကူစင်ကိုင်းမလှိုင်းမြင်းချံ တောင်သာညောင်ဦးစီမီကုံငဇွန် မြင်းမှုတို့မှာ9နာရီနောက်ပိုင်းမိုးရွာသွန်းပါမယ်။စကိုင်းရွှေဘူမုံရွာဝက်လက်စားတောင်ဒစဲရေဦးခင်ဦးချောင်းဦးကျွန်းလှမင်းကင်းကဏီဒီပေရင် ပလဲတမူးမြို့သစ်ကလေးကလေးဝါမော်လိုက်ဖောင်းပြင် ကောလင်းကတာထီးကြိုက်ဘုဒလင်းကန့်ဘလူး စရဲဒေတာများမှာနှစ်နာရီနောက်ပိုင်းလေတိုက်ပြီးမူကြည့်ပါမယ်။လာရှူမုံကိုမူဆယ်လောက်ကိုင်းမိုးမိတ်နန်းဆန်းနောင်ချူကြောင်မဲကွမ်းလုံကော့ခိုင်တီဘောတောင်ကြီးကလောအောင်မန်းပင်းတရရွှေညောင်အင်းလေးပင်းလုံမိုင်းကိုင်းမိုင်းဖြတ်တို့မှာ9နာရီနောက်ပိုင်းမိုးရွာသွန်းပါမယ်။လိုက်ကောဖဲကောဘောလခဲ မော်ချီဖရူဆိုခဲဘျူစားရတဲ့ဒေသများမှာဆယ်နာရီနောက်ပိုင်းမိုးရွာသွန်းပါမယ်။မင်းတက်မတူပီပလဝစမီဟာခါတို့မှာမိုးရွာသွန်းပါမယ်။မြေကြီးနာဝိုင်းမော်ချီဝေပန်းဝါလိုင်စာ ရွှေကူမန်စီဗမော်မိုးညင်းကာမိုင်းဆွမ်ပရာဘွန်တို့မှာတနအီနောက်ပိုင်းလေတိုက်မိုးကြီးနိုင်မှာကြောင်းတင်ပြလိုက်ရပါရခင်ဗျာ။ အားလုံးပဲကိုစိတ်နှပြချမ်းမာချမ်းသာကြပါစေခင်ဗျာ။